ာမေရေမစ္ဆပမထဌာနဆိုသူရာဆိုတာရှိကတော့စိတ်နဲ့အရဲ့ရဲ့ချက်တဲ့အရဲ့ရဲ့နှစ်ခုရှိတယ်။သူစိတ်ထားလို့ရှင်တယ်ကြားရှိဘူးလားတဲ့ရှိတယ်ပေါ့နော်။ချက်တဲ့ရဲ့လည်းနှစ်ခုရှိတယ်။ရှိခေကသူရာနဲ့မေရေနှစ်ခုဒီကထားပြီ။မစ္ဆဆိုတာဒီအရေးကရှင်မှုစေတတ်တယ်။ရှင်မှုတယ်ဆိုတာဘာတော့ဆိုလို့ရှိရင်မှန်တက်လာတယ်လို့ပြောတယ်။ မှန်တက်လာတယ်အမှန်မသိတော့ခုပမာဒအထိုက်တာပမာဒဌာနဆိုတာကောင်းတာလုပ်ဖို့အတွက်ပေးလျော့သွားတယ်ဆိုတော့လူကြီးတွေယူတရားမှတော့ကုသိုလ်ကောင်းမှုလောမှတော့ဒါလေးပေးလျော့သွားတယ်ဌာနဆိုတာအကြောင်းအဲ့တော့ဆိုလိုတာလူတယောက်ဟာကောင်းတဲ့စိတ်နေသဘောထားတွေပျက်စီးသွားစေတတ်တဲ့မူရစ်တဲ့အရာပမာဒဌာနပဲနော် မူရစ်သွားလို့ရှိရင်အဲ့ဒါမတော့ဖဲနဲ့မူရစ်တာလည်းရှိသေးတယ်လေမန်တဲ့နေတဲ့အခါလည်းမူရစ်တယ်ပဆန်ချမ်းသာတဲ့အခါလည်းမူရစ်တယ်အရွယ်ငယ်တဲ့အခါမှလည်းမူရစ်တတ်တယ်ပညာတတ်လာလို့ရှိရင်လည်းမူရစ်တတ်တယ်အဲ့ဒါတွေကဒီထဲမှာပါတယ်မူရစ်မှုပဋ္ဌာလို့ခေါ်တယ်လူငယ်လူရွယ်တွေမှာကျတော့ယောပနပဋ္ဌာလို့ခေါ်တယ်ငယ်တဲ့ခုငယ်တဲ့မှန်ပေါ့နော်နောက်ချမ်းသာလို့ရှိရင်လည်းအာရောင်းချမ်းပဋ္ဌာလို့ခေါ် အသက်ရှိနေတဲ့ရှင်နေတဲ့ပုဂ္ဂိုလ်ကလည်းဇီဝိတပဋ္ဌာဆိုတာဒါမသိဘူးဆိုတဲ့ဗမဏကြောင့်မကောင်းဘူးအကုသိုလ်တွေလုံးမိတတ်တယ်ပြီးရောစေတတ်တဲ့အရာတွေလို့ပေါင်းပြီးတော့ရက်ဆော်ပြန်အောင်တာအဓိကကတော့ဒီဒုတိယရဲ့ကောင်းတဲ့စိတ်တွေအမတ်တင်ညာတွေကောင်းတဲ့အမတ်တင်ညာတွေကောင်းတဲ့စိတ်တွေသဘောထားတွေကြောက်ွယ်သွားစေတတ်တဲ့အရေးမျိုးမှမတော့တဲ့ဘူးဒီလိုဆိုတော့เนาะ အဲ့ဒါတောက်လိုက်လို့ရှိရင်သူကြောက်ဟာဒီတတိတရားလေးလွတ်လွတ်သွားပြီးတော့အမှတ်တရားလေးလွတ်သွားပြီးတော့ကိုပါလုံးလုံးလုံးမမသိတာမျိုးထင်အောင်ဖြစ်သွားတယ်။အဲ့ရမူးရင်စိုးတော့မကပ်ဘူးမဟုတ်လား။အဲ့ဒီလိုဟာမျိုးထင်အောင်ဖြစ်သွားတဲ့ဟာတွေကမတော်တဲ့ဘူးလို့ထင်လို့အသေးပဲနဲ့ဒီဆုတ်လို့ရတဲ့အသေးပဲပါနော်။အခုတော့အကုန်လုံးမစ္ဆာဆိုရင်ရမူးစီရတဲ့အားလုံးကမစ္ဆာတွေမှာပါတယ်။ သူရနဲ့ပေရာကတော့စိတ်နဲ့အရင်နဲ့ချက်တဲ့အရင်ပမာရဌာနဆိုတာတခြားပေးလျောစီတတ်တဲ့အကြောင်းတရားတွေအားလုံးပေါ့နော်ဘေးရှူတာတွေရောဘာတွေရောအကုန်လုံးပါမှာပေါ့လူရဲ့ပဂတိစိတ်နေနေထားလူဆရာကျောချောင်းဆင်ကျင်တတ်တဲ့အသိဉာဏ်ရှိတဲ့အဲ့ဒါတွေကိုပြည့်စည်သွားစေတတ်တဲ့အရာတွေခတ်တဲ့ကိုသူရပေရာပြည့်စုံပမာရဌာနလို့ဆိုနိုင်တယ်ပေါ့နော်တေးကြီးအရင်မှမသိပဲတောက်ပြီးခဲ့ပါကကန်ထိုက်ပါသလားလို့ဆို ဆေးအမှတ်နဲ့တောက်တာမျိုးတို့ဆေးဖြစ်လို့တောက်တာမျိုးတရက်တာမဟုတ်ဘူးအဲ့ဒါဆိုတောက်ပြီးပဲဆိုလို့ရှိရင်ဘုလောက်အောင်တောက်ရင်တော့သူ့ရဲ့ဆေးကအမှန်အမှန်တိတော့တာပါအဲ့ဒီအမှန်မသိဘူးတော့ပြီးတော့ဘောက်ထားတယ်တော့ဘူးတော့ပို့ပြီးတော့ပြည့်စည်တာပေါ့နော်အတိအကျဆော်ရုံပေါ်ပါတော့ဆိုရင်သူ့ရဲ့ဘေးကကန်ထိုက်တယ်မထိုက်ဘူးဆိုတာသူ့ရဲ့အဓိကဆော်ရုံက ူရာကိုကျိုးစည်းပွားတဲ့အသိဉာဏ်ရည်စိတ်ကိုအထောက်အပံ့ရာကျိုးဆော်ရမယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်။အဲ့လိုပျက်စီးဆုံးရှုံးသွားလို့ရှိရင်ဒါသူ့ရဲ့ဆိုးကျိုးလို့ခေါ်တယ်။တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တေးရမမသိလို့တောင်းပြီးပဲပါကန်ထိုက်ပါသလားဆိုတာနောက်ဘဝခံရမယ့်ဟာကိုရည်ရွယ်ပြီးတော့ပေးတဲ့ဘေးကောင်းမျိုးဖြစ်တယ်။ဒါပေမဲ့လို့အရင်မှမသိပဲနဲ့တောက်တောက်သီးလို့ပဲတောက်တောက် သူ့ရဲ့ effect ကရှိတယ်။အဲ့ဒီသူ့ရဲ့ effect ဟာအကောင်းကျိုးမလာဘူး။အနည်းဆုံးပါဖြစ်နေလို့ဆိုရင်အရက်ကျောင်းနေတော့နောက်ပြီးတော့လူဟာတင်းကြီးအရက်တောက်ပါများလာလို့ရှိရင်တွေးတောဆင်ခြင်မှုတွေကလွဲမလာ။ခါတိုင်းလူပုံမှန်မစင်စားတတ်တော့ဘူး။နော်အုံနောက်ရဲ့ကြောင်းလဲမှုတွေဖြစ်နိုင်တယ်။အဲ့ဒီလိုအုံနောက်ရဲ့အသိဉာဏ်လေးကလမ်းချော်ကုန်တာမျိုးတွေဖြစ်တာဒါ